အထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းနဲ့အကြောင်းလဲပြသပြီးပြီဖြစ်တာမို့လို့ပြိုကွဲတော့မယ်ဖက်စစ်တိုက်ရဲ့နောက်ဆုံးအခြေအနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်းပြီးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကန္နာလေးပါရောင်မြေကန္နာလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မတ်မတ်ပြင်ဆင်မထားနိုင်သေးတဲ့ကန္နာလေးတစ်ခုဘာကြောင့်ပြင်ဆင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်စင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်ဘေးနားမှာသမိုးပိုင်းတွေလိုမျိုး plastic အပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖြိုဖျင်းနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာ ရဟယင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တော်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အခြေအမရှိတော့ပဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာရဟယင်သုံးဆင်းတဲ့ဂမန်ကနန်းလာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယံတွေပစ်ချဒဏ်ရာရတဲ့လူနဲ့ထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ဖလော်ဝိုင်းသမ္မတမဟာကိုစ်တို့လက်ထက်ကနော်ရဟယင်နဲ့ကတော်ကမြောင်အလူရဲ့ပြေးနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်နောက်ဆုံးရှုံးတော့မဲ့ရှုံးနေတဲ့အချိန်မှာရဟယင်ကလာကယ်ထုတ်ချက်ချင်းတက်ကုန်တော့အလူရဲ့ပြေးတဲ့အဲ့ဒီပုံစံမျိုးပဲအခုလည်းပဲ စနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကာနာတကုံပထမဆုံးယဟန်ယံဆင်းလာတဲ့ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရဲ့ပြေးပြီးတော့ယဟန်ကိုပြစ်တက်နေကြတဲ့အချိန်နော်ပြစ်တက်သွားပြီပထမယဟန်ယံတက်တယ်အဲ့ဒီမှာဒုတိယယဟန်ယံထပ်ဆင်းလာတယ်ပထမယဟန်ယံကပြန်တက်ပြီအဲ့ဒီပထမယဟန်ယံစပြီးတော့ပြန်တက်တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြာတာကိုတွေ့ရပါလိမ့်မယ်။ဒေါ်လိုင်းတပ်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်၊တာဝေးပြစ်တော်လကောင် RPG အနိကပြစ်တဲ့ RPG တော်လကောင်းတစ်ခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးရဟန်းရင်စပြောင်းပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့နောက်ဒိုက်တရာကျော်တရာခန့်အကွာမှာထပ်ပေါက်ကွဲတာတွေ့ရပါလေအဲ့ချိန်မှာဒုတိယရဟန်းရင်ဆင်းလာပြီကတော်ကမျိုးပြေးလာပြီးတော့အပြေးတက်ကြပြီနော်အပြေးတက်ပြီးတော့ရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲတတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ကတဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပြစ်ချတယ်နောက်ကနေပြစ်ချပြစ်ချပြီးသူမြေကြီးပေါ်မဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပံနားလေးမှာအပေါ်ဒီ propeller အာ ဒီနားလေးပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ်ထိခိုက်သွားတဲ့အချိန်မှာအဲ့ဒီရဟန်းရဟာအထုပ်ဒီပြစ်ချရုံမဲ့ပြစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်လူလည်းမချနိုင်ဘူးထက်လိုက်မဲ့လူလည်းမတင်နိုင်မဲ့သူချက်ချင်းပြန်တက်ပြန်တက်တဲ့အချိန်မှာပဲဒုတိယရဟန်းရဟာသူ့ရှေ့တွင်ပဲတတိယရဟန်းရဲ့ဒလက်တွေကိုဘုံထိသွားပြီးဆိုတော့တွေ့တော့သူလည်းပဲချက်ချင်းမှပြန်တက်ပြန်တက်တဲ့အချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယရဟန်းရင်ကသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကို ပြီးစီးအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတယ်။တွေ့ပါလိမ့်မယ်တခြားကြည့်ဒုတိယယဟန်ရင်အတင်းအလူရက်ပြန်တက်တဲ့ချိန်မှာနောက်ဘော်ကနေပြီးတော့သူ့ဘော်အတင်းအလူရက်တက်နေတဲ့စစ်သားတွေကိုကန်ချလို့အနည်းဆုံး၄ယောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်။ဒီအခြေအနေတွေကိုကြည့်ချင်းအဖြစ်ဖက်စစ်အကြမ်းဖက်တက်တဲ့၄တက်နဲ့ကြီးတက်ဟာ ဘယ်လိုမှပေါင်းစည်းလို့မရနိုင်တော့ဘူးအခါအခွင့်တင့်လာရင်ကြီးတကကောင်းတွေကိုလေတကကောင်းတွေကပညာပေးမယ်အခုလိုရဟယင်ဘောကစောက်ကန်ချခံရတာဒီမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်ဒိုနီတူကပဲရဟယင်မောင်းနဲ့ပိုင်းလော့ဆိုတဲ့ကောင်းတွေအခုမျိုးထက်အောင်လို့လူသက်ကောင်းတွေမီးလောင်ကျွမ်းပြကြပြီးတော့ပြည်သူရဲ့နော်တစ္ဆာတွေစူးရှာပြည်သူတစ္ဆာဘောက်တို့တွားရလန်းလူသက်ကောင်းတို့တွားရလန်းမီးကျွန်းနဲ့ body တွေဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ် ပြကြတဲ့ရဟတ်ရင်ရုတ်တရက်ဆက်ချိုးရင်းတာကြောင့်လို့စစ်ကောင်စီထုတ်ပြန်လာကချင်ပြည်နယ်ဗမော်မြို့နယ်တွင်ပြကြခဲ့တဲ့စစ်ကောင်စီတပ်တွေယူပို့ဆောင်ရေးရဟတ်ရင်ဟာဆက်ချိုးရင်းတာကြောင့်လို့စစ်ကောင်စီတပ်ကမေ20ရက်ယမန်နေ့ညပိုင်းမှာရင်းတို့သတင်းထုတ်ပြန်ရေးမီဒီယာတွေကတစင်ထုတ်ပြန်လာပါတယ်။မေ20ရက်နေ့လယ်ပိုင်းမှာဗမော်မြို့နယ်တွင်ရှိစစ်ကောင်စီတပ်စခန်းတွေကိုထောက်ပံ့ရေးပစ္စည်းတွေတွားရောက်ပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်မြို့အနောက်တောင်ဘက်မီတာ၁၄ တူညတူညတူညခန့်กว่าရောက်မှာရုတ်တရက်ဆက်ချူယွင်ပြီးမတော်တဆပြစ်ကြခဲ့တာလို့ဆိုပါရယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကဗမော့အခြေဆိုင်စကခါ20တကူလာတဲ့စစ်ကောင်စီတထောက်ပိုးရဟယင်3စီးတွဲမှာနှစ်စီးကို KIA နဲ့ပူးပေါင်းတပ်တွေကဗမော့မြို့အနောက်ဖက်အေယာဝတီမြကန်အနီးမှာပြစ်ခတ်နိုင်ခဲ့ပြီးတစ်စီးမှာမီးလောင်ပြီးနောက်ရွှေကူမြို့နယ်တောတောင်အတွင်းကိုပြက်ကျသွားခဲ့တာလို့ပြောပါရယ်။ ယဟယင်ပြက်ကြခဲ့တဲ့နေရာဟာ KIA တက်ရင်ငားနယ်မြေဖြစ်ပြီးယမန်နေ့ညပိုင်းကလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ရုပ်တံအရယဟယင်မီးလောင်ပြက်ကြတဲ့နေရာအနီးမှာမြို့ထက်အောင် အမည်ရှိဗိုလ်ကြီးအဆင့်ယဟယင်မူတူဦးတည်ဆုံးနေတာကိုလည်းတွေ့မြင်ရပါတယ် စစ်ကောင်စီအနေနဲ့ရခိုင်ကရဟတ်ရင်လေးရင်တွေဆက်ချိုရင်းပြကြမှုဖြစ်စဉ်ဖြစ်ပွားပါကကြားဖြတ်တဲ့င်းနဲ့ချက်ချင်းထုတ်ပြန်လေးရှိပေမဲ့ယခုဖြစ်စုမှာတော့ရဟတ်ရင်ပြကြနေရကရုတ်တံပြန့်နှံ့လာပြီးစစ်တပ်ထောက်ခံသူတွေကြားဝေဖန်မှုတွေမြင့်တက်လာပြီးနောက်စစ်ကောင်စီဘက်ကတရင်ထုတ်ပြန်လာတာပါ

ြည်သူ့ပြတော်သားရဲ့ပြည်သူတို့နှုတ်ဆက်တင်ပြခြင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကောင်းများနဲ့အတူတိုင်းသားဒေသစစ်မြေပြင်အနီးဒေနယာကနေပြည်သူပေးရတဲ့တာဝန်တွေကိုတာဆောင်သမျှကြည်ပြန်စွာထမ်းဆောင်ရင်းလူဦးတော်လိုင်းရေးအတွက်အားတစက်နိုင်ငံသားကောင်းတူသမိုင်းပြည်တော်ဝန်ထမ်းဆောင်နေသောနိုင်ငံသားတူဖြစ် ဆောင်ရွက်နေပါတယ်ဒီကနေ့ပြည်သူကိုတင်ပြဂျင်နာရီရှိလို့ဓာတ်ရထုတ်လင်းခြင်းဖြစ်ပါတယ်ဒီကနေ့19ရက်20ရက်ရက်2ရက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နေဦးတော်လိုင်းရေးရဲ့အမိုင်းတစ်လျှောက်၄နှစ်ကျော်ကာလအမိုင်းတစ်လျှောက်မှာထူးခြားပြောင်မြောက်တဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ထူးထူးခြားခြားအတိမတ်ပြုလေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ် ပြီးကြတဲ့နေ့ကဆိုရင်တောင်မူလီတာစကန်ဌာနချုပ်ကိုဖြစ်ရရောက်တာဝီပြစ်ရှော့တိုက်ဒုံးနေတိုက်ခိုက်နိုင်ခဲ့တဲ့ဖက်စစ်တော်လိုင်းရေးတပ်ဖွဲ့တွေတန်တောင်ကြီးစစ်အခြေဆိုင်စကန်ကိုရှော့တိုက်ဒုံးနေတိုက်ရရောက်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်မှုသတင်းတွေနဲ့အတူမနေ့တုန်းကကြားသိရတဲ့ KIA ကချင်းလွတ်မြောက်ရေးတပ်တော်ပြည်သူ့သူရဲကောင်းတွေရဲ့ဖက်စစ်အကြမ်းဖက်လီတက်ရဟရင် 3စီးတည်းက2စီးကိုပြစ်ချတိုက်ခိုက်နိုင်ခဲ့တဲ့ဝမ်းမြောက်ဂူရင်ပွဲသတင်းတွေဟာပြည်သူတိုင်းသားအလုံးအတွက်ကြော်ရှင်မှုတွေကျင့်တ်မှုတွေဂုံယူဂုံပြုမှုတွေနဲ့တူငါတို့တွေအလုံးစစ်ကြုံဘွားကလွတ်မြောက်ဖို့လုံးဝနီးကပ်သွားပြီဖေချာတာကတော့တေချာနေပြီလုံးဝနီးကပ်လာနေပြီမကြခင်ငါတို့နိုင်ငံဟာဖက်စစ်လူသက်အာဏာရှင်စနစ်အောက်ကနေအပြီးတိုင်လွတ်မြောက်ပြီးတိုင်းသားအလုံးပေါင်းစုရည်စူးကြိုးပမ်းနေတဲ့ဖက်ဒရယ်ဒီမိုကရေစီလွတ်လပ်သောပြည်တော်စုနိုင်ငံတော်အစ်မှာ ပျော်ရွှင်ငြိမ်းချမ်းစွာလူဖြစ်ခွင့်ရတော့မှာပါလားဆိုတဲ့တေချာမှုတွေဟာကျွန်တော်တို့နိုင်ငံသားအလုံးအတွက်သွေးစု노ကြွနော်တော့နွေးတော်လိုင်းရင်းမှာပန်းလျွန်းလျခဲ့တာတွေကနေအပန်းဖြေလေးဖြစ်လာခဲ့ပါတယ်ဆက်ထမှာပဲကြည့်မယ်ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးဟာဥပမာဆိုရင်ကချင်ကရင်နယ်စပ်မှာရှိတဲ့ဟမ်နှစ်ပေါင်း၄၅၆၀ထိုင်ခဲ့တဲ့စစ်စခန်းကြီးတွေ ရခိုင်ရခိုင်တောင်ကွာ80ရဲ့ကျော်ကာလတော့ဆိုရင်လာတပေါင်းလာနဲ့ချီပြီးတော့တိုက်ခိုက်တိမ့်ပိုက်ရတော့မလွယ်ခဲ့တဲ့တပ်စခန်းနေရာဆိုရင်အခုဟာနိုင်ရီပိုင်းနိုင်ရီဝက်ဒီလောက်နဲ့ပဲတပ်စခန်းတွေတစ်ခုပြီးတစ်ခုဖက်စစ်တပ်ကစွန့်ခွာထွက်ပြေးနော်ထိုင်းထိုင်းနေစားကစကန်းနေဆိုရင်တို့ဝင်တိုက်ပြီးဆိုတဲ့လက်နက်တွေကိုအင်နာဂျင်းတွေညီကြီးတွေမြုပ်ချက်ချင်းထိုင်းဘက်ကိုထွက်ပြေးစကန်းတွေတစ်ခုပြီးတစ်ခုစကန်းတွေဆိုတဲ့နေရာမှာစကန်းကြီးတွေဒီဟွာမြောက်စကန်းကြီးတွေတစ်ခုပြီးတစ်ခုစွန့်ခွာထွက်ပြေးနေတဲ့ဖက်စစ်တပ်သားတွေရဲ့မြင်ကွင်းတွေဟာလက်ရှိဖက်စစ်အကြမ်းဖက်တပ်ထက်က အုံနောက်ညံနေသူတချို့ကြွေးကြော်နေတဲ့ငါတို့စစ်တပ်ကြီးကဘယ်တော့မှမပြိုခွဲနိုင်ပါဘူးတရုတ်နဲ့ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေကထောက်ကူပြုထားတဲ့ငါတို့ကြီးရည်လေခင်မီစစ်တပ်ကြီးကဘယ်တော့မှမဆုံးနိုင်ဘူးဆိုတော့ကြွေးကြော်တန်တွေဟာတဲတဲရေသွန်အချီးနီးဖြစ်လာခဲ့ပြီလို့သက်သေဖြစ်ပါတယ်ဘလောက်ပဲအင်အားကြီးကြီးဘလောက်ပဲကြီးရည်လေစစ်တပ်ကြီးကိုပိုင်ထားပိုင်ထားဘလောက်ပဲနိုင်ငံတရားစာတော်ကိုထင်းတလို့အသုံးပြုခွင့်ရှိရှိဘယ်လောက်ပဲမိစ္ဆာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုကိုရရ ပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှုမရရင်ဒီဖက်စစ်အကြမ်းဖက်တပ်ဟာအချိန်တိုတော့တင်းမကြခင်ပြုတ်ကွဲတော့မှာဖြစ်ပါတယ်အခုဆိုရပိုင်းတော်တွင်တောင်ငူလေတပ်ဆိုရင်တိုက်ရင်နှစ်စီးနဲ့အထက်ပျက်စီးခဲ့တယ်ဆိုတဲ့တင်းအခုရရင်နှစ်စီးနှစ်စီးအနက်ကတစ်စီးကိုမိလောင်ပြာကြနေတဲ့ပုံလူမှုကွန်ရက်ဒီမှာပြန့်နှံ့လာတဲ့အနေအထားကိုကြည်ချင်းအားဖြင့်ဖက်စစ်တပ်ဟာသူတို့ရဲ့နောက်ဆုံးဆွမ်းဆောင်ရင်ဖြစ်တဲ့လေတက်ကဲဆွမ်းဆောင်ရင်ဟာတဖြည်းဖြည်းဆုပ်ယုပ်ကြဆင်း ထိခိုက်နေပြီဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီဒီဒီချိန်ထဲမှာပဲလေတက်ကပိုင်းလော်တွေလေတက်ကလူသက်သမားတွေရဲ့မိသားစုတွေကိုပါမကြမ်းပြည်သူတရက်လုံးကအွန်လုံးသာယွန်ရှာမုံတီးပြီးဖက်စစ်လေတက်ကအဆက်နွယ်လို့ကြားသိရတာနဲ့တင်တွေ့ရတင်ကြိုင်ဒါမဆိုင်กว่าလို့ကြွေးကြော်တဲ့နေညံပွက်လာတာဟာလည်းပဲဖက်စစ်လေတက်ရဲ့ဒီနေ့ရောမနေ့ပြန်အနာဂတ်အတွက်ပါလုံးဝမကောင်းတော့တဲ့လက္ခဏာဖြစ်ပါတယ်ဒါပါလဲပြည်သူဗန္ဓာနဲ့ပြည်သူကိုကောက်ွယ်ဆောက်ရှောက်ဖို့ဝေယူထားတဲ့ အစွမ်းမြင့်လေးတက်လေးရင်တွေလက်နက်တွေကိုဖက်စစ်အကြမ်းဖက်လူသက်စစ်ဘိုလ်တစုကောင်းစားရေးအတွက်ပြည်သူတရားလုံးကိုရဲဆက်ဆက်တပ်ဖြတ်နေတဲ့အတွက်ကြောင့်လူသက်သမားတို့ရဲ့နောက်ဆုံးသွားရလမ်းအားလုံးဆံမြန်းကြရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီကနေ့တက်လာတဲ့ဗမော်ဘက်ကရဟရင်၃စီးနဲ့နော်ရာရီမြကန်းတစ်ဘေးကတောင်ကန်းတနေရာမှာစစ်ကူလာပို့တဲ့မြင်ကွင်းလေးကိုပဲကျွန်တော်ဖြန့်တွက်သုံးသပ်ပြီးတော့လက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးမယုံမင်းရဲ့အခြေအနေကိုတင်ပြရင်း ပြည်သူ့ကာကွယ်ရေးတပ်တွေကိုမင်းကိုနိုင်လည်းမကြမကြခင်ကပြောပြီးပြီကာကွယ်ရေးဝန်ကြီးလည်းမကြခင်ကပြောပြီးပြီအထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းနဲ့အကြောင်းလည်းပြသပြီးပြီဖြစ်တာမို့လို့ပြိုကွဲတော့မယ်ဖက်စစ်တိုက်ရဲ့နောက်ဆုံးအခြေအနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်းပြီးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကန်းသားလေးပါရောင်မြေကန်းသားလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မတ်မတ်ပြင်းစင်မထားနိုင်သေးတဲ့ကန္နာလေးတစ်ခု။ဘာကြောင့်ပြင်းစင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်ဆင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်။ဒီနားမှာ သမိုးပိုင်းတွေလိုမျိုး plastic ပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖြိုဖျင်းနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာရဟန်းရင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တော်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အခြေအမရှိတော့ပဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာရဟန်းရင်သုံးဆင်းတဲ့ဂမန်ကနလာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယမ်းတွေပစ်ချဒဏ်ရာရတဲ့လူနဲ့ထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ဖလော်ဝိုင်းသမ္မတမာကိုစ်တို့လက်ထက်ကနော်ရဟန်းရင်နဲ့ကတော်ကမြောင်အလူရဲ့ပြင်းနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်နောက်ဆုံးရှုံးတော့မဲ့ ရှုံးနေတဲ့အချိန်မှာရဟန်းကြီးကလာကဲထုတ်ချက်ချင်းတက်ကုန်တော့အလူရပြေးတဲ့အာအဲ့ဒီပုံစံမျိုးပဲအခုလည်းပဲစနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကန္နာတကုံပထမဆုံးရဟန်းကြီးကဆင်းလာတယ်ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရပြေးပြီးတော့ရဟန်းကိုပြစ်တက်နေကြတဲ့အချိန်နော်ပြစ်တက်သွားပြီပထမရဟန်းကြီးတက်တယ်အဲ့ဒီမှာဒုတိယရဟန်းကြီးထပ်ဆင်းလာတယ်ပထမရဟန်းကြီးကပြန်တက်ပြီအဲ့ဒီပထမရဟန်းကြီးစပြီးတော့ပြန်တက်တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြာတာကိုတွေ့ရပါလိမ့်မယ် ဒေါ်လိုက်တပ်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်တာဝေးပြစ်တော်လကောင် RPG အနီးကပ်ပြစ်တဲ့ RPG တော်လကောင်တခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးရဟန်းရင်စပြန်ပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့အနောက်ဒိုက်တရာကျော်တရာခန့်အကွာမှာထပ်ပေါက်ကွဲတာတွေ့ရပါလေအဲ့ချိန်မှာဒုတိယရဟန်းရင်ကဆင်းလာပြီကတော်ကမျိုးပြေးလာပြီးတော့အပြည့်တက်ကြပြီနော်အပြည့်တက်ပြီးကျရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲတတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ခတဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပြစ်ချတယ်နောက်ကနေပြစ်ချပြစ်ချပြီးသူမြေကြီးပေါ်မဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပံနားလေးမှာအပေါ် ဒီ propeller အာဒီနားလေးပောက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ်ထိခိုက်သွားတဲ့အချိန်မှာအဲ့ဒီရဟန်းရဟအထုပ်တွေပြစ်ချရုံမဲ့ပြစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်လူလည်းမချနိုင်ဘူးထပ်လိုက်မဲ့လူလည်းမတင်နိုင်မဲ့သူချက်ချင်းပြန်တက်ပြန်တက်တဲ့အချိန်မှာပဲဒုတိယရဟန်းရဟသူ့ရှေ့တွင်ပဲတတိယရဟန်းရဟဓလက်တွေကိုဘုံထိသွားပြီးဆိုတော့တွေ့တော့သူလည်းပဲချက်ချင်းမှပြန်တက်ပြန်တက်တဲ့အချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယရဟန်းရဟသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကို ပြီးစီအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတယ်။တွေ့ပါလိမ့်မယ်တေးချာကြည့်ဒုတိယယဟန်ရင်အတင်းအလူရက်ပြန်တက်တဲ့ချိန်မှာနောက်ဘော်ကနေပြီးတော့သူ့ဘော်အတင်းအလူရက်တက်နေတဲ့စစ်သားတွေကိုကန်ချလို့အနည်းဆုံး၄ယောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်။ဒီအခြေအနေတွေကိုကြည့်ချင်းအဖြစ်ဖက်စစ်အကြမ်းဖက်တက်နေလေးတက်နဲ့ကြီးတက်ဟာ ဘယ်လိုမှပေါင်းစည်းလို့မရနိုင်တော့ဘူးအခါအခွင့်တင့်လာရင်ကြီးတကကောင်းတွေကိုလက်တကကောင်းတွေကပညာပေးမယ်အခုလိုရဟယင်ဘောကစောက်ကန်ချခံရတာတွေမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်ဒုနိတုကပဲရဟယင်မောင်းနဲ့ပိုင်းလော့ဆိုတဲ့ကောင်းတွေအခုမျိုးထက်အောင်လို့လူသက်ကောင်းတွေမီးလောင်ကျွမ်းပြကြပြီးတော့ပြည်သူရဲ့နော်တစ္ဆာတွေစူးရှာပြည်သူတစ္ဆာပေါ့တို့တွားရလန်းလူသက်ကောင်းတို့တွားရလန်းမီးကျွန်းနဲ့ဘော်ဒီတွေဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ်ဒါဒီလိုအခြေအနေတွေကိုကြည့်ချင်းအဖြစ်နော်ဒုတိယရဟယင်ဘောကနေကန်ချတဲ့အချိန်မှာလေးယောက်နဲ့အထက်ဟာပြုတ်ကျ 张家要七景，啊，张家界茶与出编，这个月没内容啊，批的名文流基金阿编哦，特色泡肚，端也冷，能送到，特色开门面也拉不啦，六月灰编、瓦编、白编、新编，竹编哪家的不要家下不啦？嗯，那如白龙马木标过那里嘛，不说的，人家到陕西的十大奇峡，特色泡肚端也冷，但古松园，这是这是标过那里嘛，不啦？进了大屋，十大风景你懂得比较，没不玩呢？ မင်းတို့တွေဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးမရှိတော့လို့နိုင်ငံပြိုကွဲသွားမယ်ဆိုရဲမင်းတို့ဖက်စစ်ဘူချုပ်တွေရဲ့ဝါရမိုင်းအောင်မှာမင်းတို့မပူပါနဲ့မင်းတို့ဖက်စစ်တပ်ကြီးမရှိတော့တဲ့အချိန်အရှင်သင်အစားထိုးနေရာဝင်ယူနိုင်တဲ့ပြည်သူကာကွယ်ရေးတပ်တွေဟာအခုစနစ်တကျတဖြည်းဖြည်းတဖြည်းဖြည်းဖြူဟာမြောက်တမအဆင့်စုဖွဲ့ပြီးပြင်ဆင်အဆင့်တစ်ဖြစ်နေပြီးအထွေထွေထိုးစစ်ကြီးလည်းစတင်တော့မယ်လို့ကြေညာပြီးဖြစ်တယ်အဲ့တော့အထွေထွေထိုးစစ်ကြီးတော့မစားသေးဘူးခွေးပြေးဝက်ပြေးပြင်းနေကြတဲ့မင်းတို့ရဲ့အခြေအနေတွေကိုကြည့်ပြီးအခုမင်းအောင်လှဟာဆိုရင် သူအားကိုးတဲ့တရုတ်ဒိုမီနစ်ရှီချင်းဖြင့်တကယ်တော့နောက်တစ်ချိန်မှာနွေဦးတော်လိုင်းရဲ့အကြောင်းတမိုင်းတင်ကြားတိုင်းညက်ရီဝိုင်းရမယ်ဆိုရင်ရှီချင်းဖြင့်နဲ့မင်းအောင်လိုင်းဆိုတဲ့နှစ်တွဲကိုဘယ်တော့မှကျွန်တော်သားစီမြေဆက်မေ့ကြမှာမဟုတ်ဘူးအဲ့တော့မင်းအောင်လိုင်းဟာသူအားကိုးတဲ့ရှီချင်းဖြင့်သူအားကိုးတဲ့ပူတင်အခုဆိုရင်ပူတင်ရုရှားအမေရိကန်ရဲ့ဝိုင်းပတ်ပိတ်ချုပ်ပိတ်ဆို့ထိန်းချုပ်မှုအနေထားကြောင့်မဖြစ်မနေစစ်ဆင်ညီနိုင်ရင်းနဲ့ယူကရိန်းစစ်ရပ်တန့်ဖို့ရေလောက်လာရပြီပူတင်ကို ဥရောပကကောင်းကောင်းပညာပေးတာခံရပြီးပူတင်ဘလို့မှမလန်မထူနိုင်တော့ပဲတရုတ်ကလက်ခစားတရုတ်ရဲ့အခိုင်းစေခံဘဝကိုရုရှားနိုင်ငံကြောက်ရွံ့သွားခဲ့ပြီဖြစ်တယ်ဒီချိန်မှာပဲတရုတ်ကိုကုန်သွယ်စစ်ပွဲနဲ့တကွတရုတ်ကျိုးပန်းမဲ့ကမ္ဘာပတ်လွှမ်းခြုံမဲ့သူရဲ့စီမံကိန်းတွေကိုအမေရိကန်နဲ့ကမ္ဘာနိုင်ငံကြီးတွေကဝိုင်းပတ်ပိတ်ဆို့ပြီးတော့တရုတ်ရဲ့မိစ္ဆာကွန်မြူနီဝါဒကိုတင်းတက်ဖို့ကြိုးပမ်းလာတာဟာအခုဆိုရင်ကာတာ UAE အရှေ့လေပိုင်းနော်အခုအီရန်ကိုနောက်ဆုံးမျက်စပြစ်ထားပြီးပြီ မကြာခင်မှာအီရန်ငြိမ်ဝှက်သွားပြီဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်တဲ့အိန္ဒိယသမုဒ္ဒရာတခွေမှာဖြန့်ကျက်လာမဲ့ကမ္ဘာစစ်အင်အားတွေဟာကွန်မြူနစ်မိစ္ဆာဝါဒကိုအရှိတောင်အာရှကနေတင်းတပ်ဖို့ဒီကြိုးပမ်းလာတော့မဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းဟာလည်းပဲကွန်မြူနစ်နှုတ်သက်ခံဆုတ်နေရတဲ့ဖက်စစ်ကွန်မြူနစ်အာဏာရှင်စနစ်နဲ့အသက်ရှင်နေရတဲ့အနေအထားကနေနောက်ဆုံးညီကုန်းချုပ်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကဖက်စစ်ကွန်မြူနစ်ရဲ့နှုတ်သက်ခံဆုတ်နေတဲ့ လူမျိုးသားတိုင်းတစ်ပါးသားတို့ရဲ့ဩဇာခံအာဏာရှင်စစ်တပ်စစ်ဘုစစ်သားတွေအဖြစ်ကိုယ်နိုင်ငံသူနိုင်ငံသားတွေကိုပြန်တက်နေကြရတဲ့လူသက်သမားအလုပ်ကိုလုပ်နေကြတဲ့စစ်သားတွေကိုကျွန်တော်ပြောချင်တာဖြစ်တယ်မင်းတို့မကြခင်ပြုတ်ကွဲတော့မယ်မင်းတို့မကြခင်စီးရီးယားကအာဆတ်ရဲ့စစ်တပ်လိုမျိုးဖြစ်သိမ်းခံရတော့မယ်မင်းတို့မကြခင်အာဆတ်လီနဲ့ထွက်ပြေးသလိုမျိုးမင်းအွန်လိုင်းလီနဲ့ထွက်ပြေးတဲ့ခါမှာကူရမဲ့ကေရမဲ့ပေါင်မြင်လွတ်တဲ့ခွေးပမာတခင်ပြောက်တဲ့ ဘဝနဲ့မင်းတို့အတိဒုက္ခရောက်ကြတော့မယ်အဲ့ဒီအချိန်မှာတိုင်းသူပြည်သားတရက်လုံးဟာ၄နှစ်ကျော်အန်ကျိတ်ငုံခံခဲ့ရတဲ့နာကြီးလုံးတဲ့အခြေအနေတွေကနေမင်းတို့ဘလို့မြေဝန်းနဲ့ပြည်သူတွေကိုပြန်ကြည့်မှလဲမင်းတို့တွေကိုလာကာပြစ်ပေးမဲ့လေရင်မရှိတော့တဲ့ဒီနေ့မင်းတို့တွေရဲ့စိန်မြောင်းတွေမင်းတို့တွေအမြောက်တွေမှာထက်ပြရမယ်ဘုံစံတွေမရှိတော့တဲ့ဒီနေ့မင်းတို့တွေအားကိုးယုံကြည်ရတဲ့ဖက်စစ်ဘုံချုပ်တွေလေရင်နဲ့ထွက်ပြေးသွားတဲ့ဒီနေ့မင်းတို့မိသားစုတွေနဲ့မင်းတို့အဆက်အသွယ်ပြတ်တောက်ပြီး မိဘလိုနော်나ကြီးမုံတိမှုနဲ့မြုံဝမြုံဝပိုင်ရှင်ပြည်သူတရားလုံးကမင်းတို့တွေကိုဝိုင်းပတ်ပြီးတော့ရရလက်နဲ့ကင်ဆွဲပြီးမင်းတို့ရှီကိုတရွေ့ရွေ့ပွရစိတ်အောင်ပမာဝိုင်းအောင်ချီကပ်လာတယ်တိမင်းတို့ဘလိုအနေထားနဲ့အသက်ဆက်ရှင်ဖို့ကြိုးစားမှလဲအခုကလေးကစဉ်းစားထားကြပါအဲ့တော့ဖက်စစ်အကျန်းဖက်ကြီးရည်လေးတက်ကြီးကိုဖြိုဖျက်ပြီးတော့ စနစ်ကျနာတဲ့ professional ပြည်တော်စုဖယ်ဒရယ်ကာကွယ်ရေးတပ်တော်ကြီးတွေမကြခင် ပေါ်ပေါက်လာတော့မှာဖြစ်တယ်။ပေါ်ပေါက်လာမဲ့ပြည်သူ့ကာကွယ်ရေးတပ်တော်ကြီးတွေဟာမိစ္ဆာရုရှားတို့မိစ္ဆာတရုတ်တို့ရဲ့ထောက်ခံမှုနဲ့ပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့ပြည်သူတိုင်းရင်းသားတရက်လုံးရဲ့ယင်းနှစ်သေးချံတားယရနာသူရဲကောင်းများနဲ့စူးစီးဖွဲ့စည်းထားတာမို့လို့ပြည်သူတရက်လုံးရဲ့ယုံကြည်အားထားမှုကိုရရှိပြီးပြည်ဆောင်စုတရက်လုံးမကြခင်မှာငင်းချမ်းတာယာပျော်ရွှင် လာပါလိမ့်မယ်။ဖက်စစ်ကင်းစင်တဲ့ဒီနေ့ပြည်တော်စုတရက်လုံး အုံအုံထနိုင်ငံတော်တည်တည်ဆောက်မှုလုပ်ငန်းစဉ်တွေကိုစတင်ကြပါလိမ့်မယ်။ဒါကြောင့်ဖက်စစ်တပ်ပြိုနေပြီဖက်စစ်တပ်ကိုအစားထိုးဖို့ပြည်တော်စုနိုင်ငံသားအားလုံးဝန်းရံကြိုးစားပြီးနိုင်ငံတော်တည်ကိုမကြခင်ထူထောင်ကြပါစို့လို့တိုက်တွန်းလို့ဆိုလိုက်ပါတယ်။ပြည်သူတရားလုံးတောက်ခံတော့ပါမကြခင်ကျွန်တော်တို့အားလုံးအတူတူအောင်းလန်းနှိမ့်ထူကြမယ်။